။ဒါလီဆိုပါဒီကနေ့ဇွန်လ6ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အသက်9နှစ်အရွယ်ဖားပြို့ရွာကမိခလင်းငယ်တယောက်ကိုမတင်းချင်းတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးတန်တရားတရခန်၈ယောက်ကို အေအေကဖောက်ထုတ်ဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းမောင်တော်မှာ ULAAA နဲ့မျိုးကောင်းဆောင်တွေတွစ်ဆုံဆွေးနွေးကြတဲ့ဆိုတဲ့သတင်း အမ်ပတန်လမ်းပေါ်က MPT တာဝါတိုင်းစခန်းကုန်းကို AA အပီးသက်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။မင်းမြမျိုးနယ်ဖားပြူရွာကအသက်9နှစ်အရွယ်မအီအီဆန်းကိုမတင်းကျင့်တက်ဖြတ်ခဲ့ရမှာတန်တရာဖြစ်ခံရတဲ့တရခန်၈ယောက်ကိုအရခပြည်သူအစိုးရတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကဖော်ထုတ်ဖန်ဆီးထိန်းသိမ်းလိုက်ပြီးဖြစ်တယ်လို့သတင်းရရှိပါရယ်။ ဒီဖန်စီမုံနဲ့ပတ်သက်ပြီး ULAAA ပြောရေးဆိုခွင့်ရှိသူဥခိုင်သူခါကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ဇွန်လ9ရက်နေ့မှာရခိုင်ဘာသာစကားနဲ့တရင်ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ပြစ်မှုကျူးလွန်သူတန်တရားတည်ရခန်း၈ယောက်ကို DLF ကဖော်ထုတ်ဖန်စီထိမ့်သိမ်းထားပြီးတရားစွဲတင်ပြစ်ဒဏ်ပေးနိုင်ရေးဥပဒေလုံထုံးလုံနည်းတွေနဲ့အညီဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။၂၀၂၅ခုနှစ်မေလ၆ရက်နေ့မှာ မင်းပြမျိုးနယ်ဖားပြူရွာမှာအသက်၉နှစ်အရွယ်မင်းကလေးငယ်တယောက်မတင်းကျင့်တက်ဖြတ်ခံခဲ့ရပြီးသူမရဲ့အလောင်းကိုရွာနဲ့မနီးမဝဲကတစ်ပင်တပင်မှာကျိုးဆဲချထားတဲ့ပုံစံနဲ့ကျိုးနဲ့ရှိကတွေးလောင်းချထားခဲ့တာဖြစ်ပါတယ်။အသက်ခံရတဲ့မင်းကလေးငယ်ရဲ့ဥကောင်းညနာနဲ့ဝမ်းပိုက်တွေမှာလဲထိုးနဲ့ခံထားရတဲ့ဒဏ်ရာတွေကိုတွေ့ရှိရတာဖြစ်ပါတယ်။အဲ့ဒီနောက်ပြစ်မှုကျွလွန်သူတွေကိုအရခပြည်သူတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူလုံခြုံရေးတပ်ဖွဲ့ D-Labs ကဖော်ထုတ်ခဲ့ရမှာ လက်ရှိတန်တရာတည်ရခန်၈ရောက်ကိုဖော်ထုတ်ဖန်ဆီနိုင်ခဲ့တာဖြစ်ပါတယ်။မောင်တော်မြို့မှာ ULAAA နဲ့မြို့လူမျိုးကောင်းဆောင်တွေတွဲဆောင်ဆွေးနွေးပွဲတစ်ခုကိုဇွန်လ၄ရက်နေ့ကကျင်းပပြုလုပ်ခဲ့ကြတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။အဲ့ဒီဆွေးနွေးပွဲဟာအမျိုးသားအဆင့်ဆွေးနွေးပွဲဖြစ်ပြီးလက်ရှိရခိုင်ပြည်တိဆောက်ရေးလုပ်ငန်းတွေမှာမြို့လူမျိုးတွေပါဝင်နေတာတွေစီးပွားရေးကျန်းမာရေးပညာရေးကဏ္ဍတွေဖွံ့ဖြိုးတိုးတက်ရင်းနဲ့ ေတာလုံကျုံရဲ့အကြောင်းအရာတွေကိုဆွေးနွေးကြကြတယ်လို့သိရပါတယ်။အဲ့ဒီဆွေးနွေးပွဲကို ULAA ကစစ်ဖက်အရက်ဖက်ခေါင်းဆောင်တွေမျိုးအမျိုးသားပါတီဥက္ကဋ္ဌဟောင်းဦးထွန်းအေမောင်တော်သုံးမိုင်စီရတော့မျိုးအမျိုးသားဘာသာရေးခေါင်းဆောင်တွေအပြင်ကြောက်တော်ပုံနှကျွန်းဘူဒီတောင်မောင်တော်မျိုးတွေကမျိုးလူမျိုးခေါင်းဆောင်တွေလည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဆွေးနွေးပွဲမှာအမျိုးသားကကွယ်ရေးပြဋ္ဌာန်းချက်အပေါ်အမြင်သဘောထားတွေဘာသာစကားစာပေယဉ်ကျေးမှုအမှုပညာတွေ လူမှုဘဝအခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြရတယ်လို့ဆိုပါတယ်။မြို့လူမျိုးတွေအနေနဲ့ဘာသာစကားစာပေအမှုပညာရင်ကျင်းမှုဓလေ့ထုံးစံတွေကိုမြင့်တင်ဖို့ကြိုးစားကြဖို့နဲ့လူမှုဘဝခွင့်ပြုရေးနဲ့လူမျိုးချင်းရှိကြည်သိမြက်ရေးငင်းချမ်းရေးတွေကိုထိမ့်သိမ့်မြင့်တင်ကြဖို့မြို့လူမျိုးခေါင်းဆောင်တွေကတိုက်တွန်းခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင်မျိုးသက်တိုင်းတဲ့လူမျိုးစုကိုယ်စားလှယ်တွေက အဖွဲ့ဝင်ဆေးရောက်ပါတဲ့မျိုးသက်ဒိုင်းနဲ့လူမျိုးစုရေးရကော်မတီကိုလည်းဖွဲ့စည်းခဲ့ကြတယ်လို့သိရပါတယ်ရှင်။စစ်ကောင်စီကရိုးမဘော်ကိုစစ်ကြောင်းထိုးပြီးတိုက်ပွဲဖော်ဆောင်မှုတွေလှုပ်လာတဲ့အတွက် တပတ်လောက်အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်အရခတက်တော် AA ကအန်နဲ့ပဒန်လန်ရိုးမဘော်က Empty Tower တိုင်းစခန်းကုန်းကိုအပိသက်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့မြေပြင်သတင်းရင်းမြစ်တွေစီကနေသိရပါတယ်။ စစ်တပ်ကအပြစ်ရထားတယ်လို့ပြောပေမဲ့လည်းစစ်ကြောင်းထိုးလာတာကြောင့် AA ကကာကင်းစခန်းတွေကို အရင်သိမ်းပြီးတဲ့နောက် MPT စခန်းကုန်းတစ်ခုလုံးကိုသိမ်းဆီးလိုက်တာဖြစ်တယ်လို့သူကဆိုပါတယ်စစ်သားတွေအများအပြားတည်ဆုံခဲ့ပြီးအဲ့ဒီစခန်းကုန်းမှာကြန့်ရှိနေတဲ့စစ်သားတချို့တောင်ထိပ်မှာရှိတဲ့နေရီကန်လေကြောင်းကောက်ွေရေးတက်ကို တက်ပြေးသွားကြတယ်လို့လည်းသိရပါတယ်နေရီကန်တောင်ကျောမှာတည်ရှိတဲ့ MPT တာဝါတိုင်းစခန်းကုန်းတပ်ပွဲမှာ စစ်ကောင်စီဘက်ကအကြဆုံးများပြီးအထိနာကလက်နက်ခေးရန်နဲ့စစ်တုံးပန်းတချို့ကိုလည်းအရခတက်တော်အေကဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားအများပြထွက်ပြေးတာတွေလည်းရှိနေပြီးအများစုကစစ်မှုထမ်းသင်တဲ့ဆင်းတွေဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြရင်တဲ့တဲ့ပေါ့အနေနဲ့ကတော့ ရန်ကုန်လေစိတ်မှာတာရှိလိတ်ဒေသခံ ခီးသည်တွေရဲ့ခီးဆောင်အိတ်တွေကိုလေစိတ်လုံခြုံရေးတာဝန်ရှိသူတွေကအတင်းဖွင့်ခိုင်းပြီးတွေးရှိတဲ့ထိုင်းဘတ်ငွေတွေကိုကိုကျိုးအတွက်သိမ်းဆီးလိုက်တယ်လို့သိရပါတယ်။အဲဒီလိုသိမ်းဆီးတဲ့အပြင်ခီးသည်တယောက်စီကကျန်းငွေ၃သိန်းစီတောင်းယူထားလိုက်တယ်လို့လည်းကိုတိုင်ကြုံတွေ့ခဲ့ရတဲ့ခီးသည်တယောက်ကနရင်စရာကိုပြောပါရယ်။ဒီဖြစ်စဉ်ဟာဇွန်လ၄ရက်နေ့မနက်9:00နာရီအချိန်ကဖြစ်ပွားခဲ့တာဖြစ်ပြီးသူစီးလာတဲ့လေရင်ဟာ မြမလေကြောင်းလိုင်း MAI ခစ်ကရန်ကုန်တရှိလိတ်လေရင် ခီးစင်အမှတ် MA44 ဖြစ်တယ်လို့လည်းသိရပါတယ်။ဒါအပြင် လာဝကဝန်ထမ်းတွေကလည်းဘန်းငွေ တွေ့သွားတဲ့တရှိလိတ်ခီးသေးတွေစီကတယောက်ကိုကျပ်သုံးသိန်းစီတောင်းခံခဲ့တယ်လို့လည်းဆိုပါတယ်။အခုလိုမီဒီယာကိုသတင်းပေးရတာကတရှိလိတ်ခီးသေးတွေအခုလိုဖြည့်ရမျိုးတွေထပ်မကြုံစေဖို့ဖြစ်တယ်လို့ကိုတိုင်ကြုံတွေ့ခဲ့ရတဲ့ခီးသေးတယောက်ကပြောပါတယ်။ ရန်ကုန်လေဆိပ်အတွင်းနိုင်ငံခြားကပြန်လာတဲ့မြန်မာခီးတွေတွေပြည်ပေါက်ကိုထွက်ခွာမဲ့မြန်မာခီးတွေတွေကိုသာမကပြည်ရင်းခီးတွေတွေအပေါ်မှာလည်းအခုလိုတရားမဝင်ငွေတောင်းခံတာတွေရှိနေတယ်လို့လည်းသတင်းတွေချင်းချင်းပြန်ပြန်ထွက်ပေါ်နေပါတယ်ရှင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ American သမ္မတ Trump နဲ့ Tesla အမုတ်ဆောင်အရာရှိချုပ်တထေးကြီး Elon Musk တို့အကြားသဘောထားကွေးလွဲကတယောက်ကိုတယောက်တိုက်ခိုက်ပြောဆိုမှုတွေရှိလာနေကြပြီဖြစ်ပါတယ်။ ကမ္ဘာအရှမ်းသာဆုံးပုဂ္ဂိုလ်နဲ့အာဏာအရှိဆုံးနိုင်ငံရေးသမားတို့အကြားဆက်ဆံရေးပြိုကွေးလာနေတာကိုပြည်သူတွေကလည်းစိတ်ဝင်စားနေကြပါတယ်။အင်မတန်ရင်းနှီးပြီးပူပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ကြတဲ့သူတို့နှစ်ဦးဟာအခုတော့အထက်လွှတ်တော်မှဆိုင်းငံ့ထားတဲ့သမတရဲ့အဓိကအခွန်ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီးဆိုရှယ်မီဒီယာမှာပြောဆိုနေကြတာပါ။ကျွန်တော်မပါရင် Trump ရွေးကောက်ပွဲမနိုင်ဘူးလို့ Elon Musk ကပြောဆိုခဲ့တယ်လို့ Trump က အီလွန်မတ်ကိုယူသွားပြီလို့ဆိုပြီးပြောဆိုခဲ့တယ်လို့သိရပါဗျ။အီလွန်မတ်ဟာထရန့်အတွက်မေးဆွေစည်းရုံးမှုတွေကိုအကြီးအကျယ်ထောက်ခံဆောင်ရွက်ပေးခဲ့တယ်လို့ထရန့်အနိုင်ရလာတဲ့အခါမှာလဲထရန့်ရဲ့တာဝန်ပေးချက်အရ American Federal အစိုးရစွမ်းရည်ကိုစောင့်ကြည့်တဲ့ DOG ဌာနမှာရပောင်130တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်တာဝန်ပြီးဆုံးလို့အင်ဖြူတော်ကနေမေလ30ရက်နေ့မှာထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ထရန့်ကလည်းအီလွန်မတ်ကို အယူလို့ခေါ်ဆိုခဲ့တဲ့အပြင်အီလွန်မတ်ရဲ့ကုမ္ပဏီတွေနဲ့အစိုးရစာချုပ်တွေကိုဖျက်တောက်ပစ်မယ်လို့ချင်းချောက်ပြောဆိုခဲ့ပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နရိစရာရုံးတံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အားလုံးကျန်းမာရှင်လန်းကြပါစေရှင်